မင်္ဂလာပါရှင်ဗမာခေတ်သတင်းဌာနရဲ့ထိတ်တန့်နောက်ဆုံးရသတင်းများကိုအစီအခံတင်ဆက်ပေးပါရမရှင်ပထမဆုံးသတင်းနေနဲ့ စစ်ကောင်စီအထီးကြီးဗျူဟာစကန်နဲ့တခေါ် BK စကန်တို့ကိုတင်ပရရှိကြောင်း KNU ကြီးညာဆိုတဲ့သတင်းပဲဖြစ်ပါရှင်။ထိုင်းမြန်မာနယ်စပ်နေတဝဲမြို့နယ်နဲ့လိုင်းဝဲမြို့နယ်တို့ရှိစစ်ကောင်စီထီးကြီးဗျူဟာစကန်နဲ့တခေါ် BK စကန်တို့ကိုတင်ပရရှိကြောင်းကရင်မျိုးသားစီယုံ KNU ကတရားဝင်ထုတ်ပြန်ကြေညာသည်။ထီးကြီးဗျူဟာစစ်ကန်နဲ့လေးဗရာနီခေါ်တခေါ် BK စစ်ကောင်စီတက်စကန်ကိုလည်း KNL အိုးဆောင်သောမဟာမိတ်တပ်များကယနေ့မေလ9ရက်နေ့တွင်ပြန်လည်တင်ပိုင်နိုင်ခဲ့ကြောင်း KNU ကထုတ်ပြန်ထားသည်။လေးဗရာနီခေါ် ချက်ခေါ်ပြီးခေဒီလိုင်းဝဲမြို့နယ်တိုင်းမြန်မာနေဆက် KNU တပ်မ9အနေနဲ့မြေတွင်ရှိစစ်ကောင်စီအခလာရ24အခြေချတပ်ဆွဲထားသောနေရာဖြစ်ကြောင်းသိရသည်။ အဆိုပါဆက်စခန်းသိန်းတိုက်ပွဲကြောင့်ထိုင်းဘက်ချမ်းမေဒန်ရွာဘက်သို့ကရင်ဒေသခံရွာသား300ကျော်ဆစ်ရှောင်းနေထိုင်နေကြရပြီးတိုက်ပွဲကာလတွင် စစ်ကောင်စီဘက်ကလက်နက်ကြီးများဖြင့်တောက်လျှောက်ပစ်ခတ်ခဲ့သည်။ကရင်စစ်ရေးတရင်ရင်မြစ်တို့က9ရက်နေ့မှဒရုန်းနဲ့စတိုက်ပြီးသိမ်းတာအခုမနေ့သူတို့ထွက်ပြေးကြတာသူကမေလာဒုက္ခသည်စခန်းအနောက်ဘက်ထဲကစခန်းမို့နောက်ထပ်မေလာတို့ဝန်ခါတစ်တို့အဲ့ဒီစက္ကဆစခန်းချိုချန်သေးတယ်ဟုပြောသည်။ TK ဒေသသည် KNU ဘိတ်တွေခရိုင်အေခရိုင်ဌာနချုပ်နှင့်တမဟာဌာနချုပ်တီထောင်ရန်1900 2024ခုနှစ်တွင် စတင်စီစဉ်ခဲ့ပြီး1985ခုနှစ်တွင်စတင်တည်ဆောက်ခဲ့ကြောင်းသိရသည်။ထိခိဒေတာရင်ခရိုင်ဌာနချုပ်နှင့်တပ်မဌာနချုပ်ရုံးများတည်ရှိပြီးထိထာရင်ခရိုင်ဌာနချုပ်နှင့်တပ်မဌာနချုပ်တွင်တောင်းအပ်ထမ်းဆောင်နေသော ရုံးဖွဲ့ဝင်များ၏မိသားစုဝင်များနေထိုင်ခဲ့ကြသည်။အဆိုပါစခန်းများကို1998ခုနှစ်တွင်မြန်မာစစ်တပ်ကသိမ်းပိုက်ခဲ့ပြီးနောက် နှစ်ပေါင်း28နှစ်အကြာတွင် KNU ကပြန်လည်သိမ်းပိုင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ KNU တပ်မခွနဲ့နယ်မြေတွင်ထိုင်းမြန်မာနယ်စပ်တစ်လျှောက်စစ်ကောင်စီတပ်ဆွဲထားသည့်စစ်စခန်း၁၀ခုထပ်မံခြင်းရှိနေပြီးအဆိုပါစခန်းများကအရက်သားများနေထိုင်သည့်နေရာများကိုလက်နက်ကြီးများဖြင့်ပစ်ခတ်နေသည်။ ဆလဘေးတိုက်ပွဲပြင်းထန်နေသည့်ကြောက်ဖြူရင်စစ်ကောင်စီရေချောင်းမှအင်အားဖြည့်တဲ့လေချောင်းမှဘုံချေခုခံဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့ရင်စစ်ကောင်စီနဲ့အေအေတပ်တို့တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကစစ်ကူအင်အား300ကျော်ပို့ဆောင်အင်အားဖြည့်တင်ထားကြောင်းဒေသရင်းစီရေတဲ့ရင်မြစ်ကပြောသည်။စစ်ကူအင်အားများကိုစစ်တွေမြို့မှကြောက်ဖြူတညဝရီရေတပ်ဌာနချုပ်တို့မေလ9ရက်ကရေချောင်းမှပို့ဆောင်ထားခြင်းဖြစ်ပြီးတိုက်ပွဲတွင်စစ်ကောင်စီကလေချောင်းမှဘုံချေခုခံကာဝယ်နေကြောင်းသိရသည်။ယနေ့မေလ9ရက်နေ့နနက်10:00 ိုင်30မိနစ်တွင် တိုက်ပွဲပြင်းထန်နေသောရဲတပ်ရင်32အနီးရှိကုံွေကြီးရရင်ဂျက်ဖိုင်တာဖြင့်ဘုံနှလုံးကျေချကြောင်းစစ်ရေးတရင်ရင်းမြစ်တအုနှင့်ဒေသခံတို့ကမျက်စိမှောက်ကိုပြောသည်စစ်ကူအတွက်စစ်သားအယောက်310ကိုစစ်တွေကနေရှိတဲ့တင်မော်ရီနဲ့ပို့တာလေးရင်နဲ့နှလုံးကျေတာရဲတပ်ရင်32အနာကိုကျေတာအေးအေးရှိလို့တင်နေကျေနေတာဘာလို့လဲဆိုတော့တိုက်ပွဲဖြစ်တဲ့နေရာအရက်သားတွေတော့မရှိဘူးတိုက်ပွဲတွေနှစ်ဖက်လုံးအထိခိုက်ရှိတယ်စစ်ကောင်စီဘက်ကတော့ပို့များတယ်တန်ရန်ရစစ်သားတွေကိုရဲတပ်ရင်32ထဲမှာပဲထားတယ်အပြစ်မထုတ်ဘူးစစ်ရေးတရင် င်မြက်ကပြောသည်ထို့ပြင်ပြီးခဲ့သည့် match လ25ရက်ကလည်းတညောင်းရီရီတဲ့ဌာနချုပ်ကျောက်တလုံးဖျားနေရှိခမရ942နဲ့ဂုံချွန်ကျေးရွာနေရှိခမရ943တို့စစ်ကောင်စီကလေရင်များဖြင့်အင်အား200ကျော်ဖြည့်တင်းခဲ့ကြောင်းစစ်ရေးတရင်ရင်မြက်ကပြောသည်ထိခိုက်ဒဏ်ရာရရှိသည့်စစ်ကောင်စီတပ်သားများကိုအမှတ်32ရဲတပ်ရင်းတွင် ရှာရီစေကန်ဖွင့်ပြီးတော့ပါရဂိုအစင်မဟုတ်သည့်ဆရာဝန်နဲ့စေမှုအစင်ဖြစ်သောကုသပေးနေသည်ဟုသိရကြောင်းစီဒီအမ်ဘူဂျီစင်ယောကဆိုသည်ကြောက်ဖြူတိုက်ပွဲတွင်တာမန်ထက်ပြင်းသည့်ထက်ဆင့်ပေါက်ကွဲသောကလစ်စတာပုံသီးများဖြင့်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းစစ်ရေးသတင်းရင်းမြစ်များ၏အဆိုအရသိရသည်ထက်ဆင့်ကွဲတာသူကနေရာအနှံပြားကိုပြက်ပြီးကြတာပေါ့နောက်ပိုင်းတာမိုဗိုင်းရပ်စ်လို့ခေါ်တဲ့လေကွဲပုံသီးတွေအောက်ဆီဂျင်ဖြတ်တောက်တဲ့ပုံသီးတွေကိုလည်းတွေ့ရတယ်အဲ့ဒါကဘာလဲဆိုတော့အေးကလည်းလူလိုင်းနဲ့စစ်ဆင်တက်တယ်ဆိုတာကိုအနေထားသိလို့စစ်ကောင်စီကလေကြောင်း င်းကနေဖြားအပြင်းပုံသေးတွေနဲ့တုံလာတာပေါ့ဒီတစ်ချက်ကို AA ကတီးလို့ဝိုင်းပတ်ပြီးဒီတနည်းကတိုက်လိုက်အရင်မျက်နှာပေါင်းစုံကနေစစ်မျက်နှာပေါင်းစုံဝိုင်းပတ်ပြီးစစ်မြူပြီးတိုက်နေတဲ့အနေထားပါဟု CDN ဗိုလ်ချုပ်စင်ရောကသုံးသပ်သည် လက်ရှိတိုက်ပွဲများပြင်းထန်နေသည့်အမှတ်32ရဲ့တဲရင်တွင်ကြောက်ဖြူမျိုးပေါ်မှလေးမိုင်ခန့်အကွာရှိကြောက်ဖြူရန်ကုန်ကားလမ်းမပေါ်မင်းတက်တောင်ကျေးရွာနေတွင်တည်ရှိသည်ကြောက်ဖြူမျိုးနေတွင်စစ်ကောင်စီတညောင်ရီရေတပ်ဌာနချုပ်ကြောက်တလုံးဖျားနေရှိခမရ940နှင့်ဂုံချွန်ရွာနေရှိခမရ943ခလာရ34မျိုးအနီးရှိအမှတ်32ရဲ့တဲရင်နှင့်တောင်မော်ကြီးရေတပ်ဌာနကွယ်တို့တည်ရှိသည်ကြောက်ဖြူတိုက်ပွဲကြောင့်ဒေသခံဥယျာဉ်2000ကျော်နေရွှန့်ခွာသွားကြပြီးစစ်ဘေးတိမ်ရှောင်ရန်ငွေကြေးခက်ခဲနေသူအများစုသာကြံရ ခဲ့ကြောင်းဒေသခံများကဆိုသည်ကျောက်ဖြူရင်တိုက်ပွဲများပြင်းထန်နေပြီးစစ်တွေရင်တိုက်ပွဲအရှင်ရပ်တန့်နေတော့လေရှမန်နေ့မေလာရှိရနေ့ည၈နာရီချိန်ကစစ်တွေမျိုးခြေစားရဲတပ်ရင်းစနစ်မှမြို့ပြင်ကန်နာများဘက်သို့လက်နက်ကြီးဖြင့်ဆဲချက်၆လံပြက်ခတ်နေကြောင်းစစ်တွေမျိုးကန်များကပြောသည်အရခတမ်ရောအေအေနေဖြင့်ရှခိုင်းပြည်နယ်တွင်တိုင်းစစ်ဌာနချုပ်ပောင်းဝင်မြို့စလီမျိုးကိုသိမ်းပိုက်ထိန်းချုပ်ထားပြီးပင်လယ်ကမ်းရိုးရန်ဒေသများဖြစ်သည့်စစ်တွေကြောက်ဖြူမြောင်းမျိုးတို့သာတင်ပိုင်ရန်ကြံသည် ရခိုင်ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရကတော့လူလေးတောင်နေပါသေးဆုံးပြီးမန္တလေးစကိုင်းနဲ့နေပြည်တော်ကိုပြတ်စေးခဲ့သောငလျင်အပြတ်စေးများဖြင့်ဟိုတယ်ခီးသွားလုပ်ငန်းများကိုမြင့်တင်ရန်ငလျင်ဘေးတင့်ဒေသခီးသွားတုံးများစီစဉ်နိုင်စစ်ကောင်စီကကြေညာစစ်ကောင်စီငလျင်အပြုတ်ပြတ်များဖြင့်ကမ္ဘာပထမဆုံးသောခီးသွားမြင့်တင်ရေးဆွဲဆောင်မှုအဖြစ်ဝေဖန်ခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ လူလေးတောင်နေပါတေဆုံးပြီးမန္တလေးစကိုင်းနဲ့နေပြည်တော်ကိုပြည့်စည်ခဲ့သောငလင်ကြီးကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများကိုခီးသွွာလာများကြီးစုမည်ဖြစ်၍ဟိုတယ်နှင့်ခီးသွွာလုပ်ငန်းများဝင်ငွေတိုးမည်ဖြစ်ကြောင်းစစ်ကောင်စီဟိုတယ်နှင့်ခီးသွွာလာရေးဝန်ကြီးဌာနကကြေညာလိုက်သည်မတ်လ28ရက်နေ့လောက်ခတ်ခဲ့သောပြင်းရခုနှစ်တသမခုနှစ်အစဉ်ရှိငလင်ကြီးကြောင့်ပျက်စီးဆုံးရှုံးမှုနှင့်ငလင်ဘေးတင်ရဒေသများသို့ပြည်ရင်းပြည်ပါခီးသွွာဧည့်သည်များတွားရောက်လေလာကြီးစုခြင်းဖြင့်ဟိုတယ်နှင့်ခီးသွွာလုပ်ငန်းများကိုတစ်ဖက်တစ်လမ်းမှအထောက်အကူပြုပြီးဒေသခံများ၏အလုပ်ကိုင်ခွင့် န်နဲ့ဝင်ငွေများတိုးဝရရှိစေရထောက်ပံ့ဖြစ်စေမည်ဖြစ်ကြောင်းစက်ကောင်စီကကြေညာသည်ထို့ကြောင့်ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများမြင့်တင်နိုင်ရန်ငလင်ဘေးတန်တဲ့ဒေသများသို့ပြည်တွင်းပြည်ပခရီးသွားများတွားရောက်လည်ပတ်နိုင်ကြောင်းတွားရောက်လည်ပတ်ရာတွင်သက်ဆိုင်ရာဒေသအာဏာပိုင်များထံမှအချိန်နှင့်တပြေးညီထောက်ပံ့ညွှန်ကြားချက်များကိုလိုက်နာကြရန်အကြံပြုကြောင်းစက်ကောင်စီကကြေညာထားသည် ကျွန်တော်တို့တော့ငလင်းအပြက်စီးတွေနဲ့ခရီးသွားလုပ်ငန်းမြင့်တင်မယ်ဆိုတာမကြဘူးသေးဘူး။ကမ္ဘာမှာလည်းမရှိတဲ့တကယ်ကိုအိုင်ဒီယာအသက်ပဲ။နေပေါ်မှာလည်းငလင်းကြီးလှုပ်သွားတာပဲ။တရုတ်ပြည်မှာလည်းလူပေါင်းများစွာတည်ခဲ့တဲ့စီချွန်ငလင်းကြီးလှုပ်သွားတာပဲ။ထိုင်ဝမ်မှာလည်းငလင်းကြီးလှုပ်ခတ်သွားတာပါပဲ။ငလင်းကြီးနဲ့ခရီးသွားလုပ်ငန်းမြင့်တင်မယ်ဆိုတာမျိုးတော့တကယ်ကိုမရှိပါဘူး။ဘသူကမှလည်းလာမကြည့်ပါဘူး။ကဲစေးလှုပ်တဲ့သူနဲ့ကုညီချင်တဲ့သူတွေပဲလာမှာပေါ့။တာကြီးကလွဲတော့လွဲနေတယ်ဟုရန်ကုန်အခြေစပ်ခရီးသွားအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူတို့ကသုံးသပ်ပြောဆိုသည်။မက်လာ 2028ရဲ့နေ့လှုပ်ခတ်ခဲ့သောစကိုင်းငလင်ကြီးကြောင့်မြမပြည်သူ၄တောင်နေပါသေးဆုံးခဲ့ပြီးစကိုင်းနေပြည်တော်နှင့်မန္တလေးမြို့ကြီးများမှပြည်သူများနေအိမ်တိုက်တာအဆောက်အအုံများစွာပြိုကျပျက်စီးခဲ့ရသည်ဆက်လက်ပြီးအမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ဝင်မြမပါဝင်ရန်စကောင်းဆောင်စနေတော်ကျူကျူလာရှောက်ထားဆွေးနွေးတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင် အမျိုးသမီးစီးပွားရေးမှာမိအဖွဲ့မှာ BRNCS မှာအဖွဲ့ဝင်အဖြစ်မြန်မာပါဝင်နိုင်ရန်အလဲကျဥက္ကဋ္ဌတန်လျှောက်ထားပြီးဖြစ်ကြောင်းအနာသိန်းစက်ကောင်ဆောင်မင်းအောင်လိုင်းစနေကျူကျူလာကရုရှားခေစင်တွင်ပြောထားသည်စက်ကောင်ဆောင်မင်းအောင်လိုင်းနှင့်စနေကျူကျူလာတို့မှာရုရှားနိုင်ငံသို့ရောက်ရှိနေပြီးမေလ၈ရက်နေ့က ဂရိစအဖွဲ့ရုရှားနိုင်ငံဆိုင်ရာဥက္ကဋ္ဌမစ်အန်နာနိုစတေဗာနိုနဲ့တွေ့ဆုံခြင်းတွင်ဒေါ်ဂျူဂျူလာကပြောကြားခဲ့ခြင်းဖြစ်သည့်မြန်မာကလည်းဂရိစအဖွဲ့ဝင်ဖြစ်ရေးအလှည့်ကျဥက္ကဋ္ဌစီမားလျှောက်ထားပေးဖြစ်တဲ့မိဘဖြစ်ဆန္ဒရှိတာကြောင့်ဂရိစအဖွဲ့ဝင်ဖြစ်ဖို့ကူညီပေးစေလိုတဲ့အမျိုးသမီးတွေဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေအနေနဲ့မိခင်နဲ့ကလေးဆောင်ရှောက်ရေးအသင်းတွေဒါမှမဟုတ်အခြားသောလူမှုရေးအသင်းအဖွဲ့တွေကလည်းဆောင်ရွက်နေကြတယ်။ကမ္ဘာရေယာဉ်မှာလည်းအမျိုးသမီးများကဏ္ဍကိုအတိအမှတ်ပြုအားပေးရမယ့်အချိန်ရောက်နေပြီလို့ခန့်ယူထားတယ်ဟုဂျူဂျူလာကဂရိစအဖွဲ့ရုရှားနိုင်ငံဆိုင်ရာ ဥက္ကဋ္ဌမစ်အန်နာနိုစတေဗာနိုကို ပြောပြခဲ့ခြင်းဖြစ်သည်ဘရေးစဖွဲကိုဘရာဇီးရုရှားအိန္ဒိယတရုတ်နှင့်တောင်အာဖရိကနိုင်ငံများမှပါဝင်ဖွဲ့စည်းထားသောပူးပေါင်းဆောင်ရွက်ရေးဖွဲ့စည်းတစ်ခုဖြစ်သည်အဆိုပါအဖွဲ့ကိုကမ္ဘာနိုင်ငံရေးနှင့်စီးပွားရေးဆင်မြင်များတွင်အမေရိကန်ပြည်ထောင်စုနှင့်အနောက်နိုင်ငံများ၏ဩစာလွှမ်းမိုးမှုကိုရှင်ပြိုင်နိုင်ရန်ရည်ရွယ်ချက်ဖြင့်ထူထောင်ထားခြင်းဖြစ်သည် မေးဆန္နာကမကြခင်မှာပြုလုပ်မဲ့ Brace Forum မှာအစိုးရနဲ့စီးပွားရေးနယ်ပယ်ဆောင်ကအမျိုးသမီးတွေပါဝင်မှာဖြစ်ပါတယ်။မြန်မာအနေနဲ့ပညာရေးခီးသောလုပ်ငန်းတွေမှာပူးပေါင်းပါဝင်မှာကမြန်မြန်ဆန်ဆန်တိုးတက်နိုင်ပါတယ်။ပညာရေးနဲ့စီးရင်အင်ကန်နာတွေမှာ40ရာခိုင်နှုန်းကအမျိုးသမီးတွေဖြစ်ပြီးသူတို့ရဲ့အခွင့်အရေးကိုပုံမရရှိအောင်ဆောင်ရွက်ပေးသွားဖို့လှုံ့ဆော်နေပါတယ်။ Brace အဖွဲ့ဝင်နိုင်ငံတွေမှာလည်းလုပ်ငန်းရှင်အမျိုးသမီးတွေကိုချိုးဆိုးလျက်ရှိပါတယ်ဟုပြောသည်။ ဘရစ်အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ရှောင်းွဲကိုကမ္ဘာနိုင်ငံများတွင်ဖွင့်လှစ်ထားပြီးမြန်မာနိုင်ငံဘက်မှစိတ်ဝင်စားပါကလာရောက်ဖွင့်လှစ်လို့တဲ့ပြင်မြန်မာနိုင်ငံဘက်မှလည်းကူညီပေးစီလိုကြောင်းမစ်အန်နာကပြောပြခဲ့သည်အမျိုးသမီးစုံတီထွင်သူများကဏ္ဍတွင်တာဝန်များကိုအောင်မြင်စွာထမ်းဆောင်နေသောအမျိုးသမီးအတွက်ခုံရင်ချနေအနာဂတ်မှာလည်းကျန်းမာပျော်ရွှင်စွာအဆင်ပြေတာဝန်များထမ်းဆောင်နိုင်စေရန်ကြိုးကြိုးလှကဆုတောင်းပေးထားသည်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီကလာပထမဆုံးတနမန်ဆက်ဆံရေးထူထောင်တဲ့နိုင်ငံများတွင်ရုရှားနိုင်ငံပါဝင်သည့်ပြင်ရုရှားနိုင်ငံနှင့် ဏ္ဍအရရမှာရခုတက်ပုံမှုပူပေါင်းဆောင်ရွက်ရန်ဆန္ဒရှိကြောင်းလည်းကြူကြူလကပြောကြားဆွေးနွေးခဲ့သည်